ခုလိုရသည်ဥဒုအေးလေးမှလည်းဒီလိုမျိုးထိုင်းမှစာနေကြမူကထားတွေကိုကမင်းချဲလေးနဲ့အေးစီထိုင်စားလို့ရပြီးတော့ထိုင်းဆိုင်တုံရခောက်ဆွဲနဲ့ပင်လယ်စာထောင်းတွေပါအစုံရတဲ့ရန်ကင်းမိုးကောင်းလန်းနဲ့ရဆိုင်လေးကိုခေါ်သားပေးမှာဖြစ်ပါတယ်။ဒီဆိုင်လေးကကြတော့ရန်ကင်းမိုးကောင်းလန်းနဲ့တုခိတာလန်တောက်မှာဖွင့်ထားတဲ့ Sleeper and Grace ဆိုတဲ့ဆိုင်လေးပေါ့နော်။ဒီဆိုင်လေး decoration နေရာစာလုံးဝအမိုက်စားကိုပြင်မိတာဆိုင်ရဲ့ဝင်ဝင်ချင်းဒီလိုအပြင်ဝိုင်းလေးကြီးကြတော့ထိုင်းမှာမူကထစာနေရတဲ့ vibe မျိုးလေးပေါ့နော်။ဒီလို camping chair လေးတွေနဲ့တေချာလေးလုပ်ပေးထားတာ။ Echo အေးလေးနဲ့ထိုင်ကျင်နေဆိုလို့ရှိရင်တော့အထဲမှာလည်းထိုင်နေရတယ်။ဒီစားအလေးဘားဆိုမှမဲဒီလိုမျိုးမူကထားရည်လည်းလာစားလို့ရတယ်ပေါ့နော်။အသားရည်ဆိုလို့ရှိရင်လည်းဒီလိုမျိုးချိန်ချင်းလေးနဲ့ခြာပြေးတာပေါ့နော်။အေးစစ်ထိုင်ပြီးတော့ကိုရန်ကင်စားလို့ကောင်းတယ်။ဆိုင်ကတော့မူကထကိုဝတားဆက်လေးနဲ့မာလိုက်တာပေါ့နော်။ဒီတစ်ဆက်ဆိုလို့ရှိရင်3800ပေးရတယ်။ဒီဆက်ထဲမှာကြတော့သုံးထပ်သားဂုတ်သားနဲ့ဝက်ဥရဲပြီးတော့အသီးရွက်ဆုံးဖမ်းရည်ပါတယ်ပေါ့နော်။သူ့ရဲ့ဝတားလွှာရည်ဆိုလို့ရှိရင်လည်းမပါဘဲနဲ့ဒီလိုမျိုးထွတ်ထွတ်အီအီလေးနဲ့တော်တော်လေးစားလို့ကောင်းတယ်။ ပြီးတော့ sauce ကကြတော့လည်း၃မျိုးချာပေးထားတယ်ဒီမူကထ sauce ကကြတော့ဆက်ဆက်ကလေးနဲ့ဒီလိုအသားလွှာလေးနဲ့စားလို့လိုက်တယ်ပေါ့နော်ပြီးတော့ပင်လယ်ဇာနဲ့တွဲစားဖို့ seafood sauce လေးလည်းချပေးတယ်။နောက်တစ်ခုကကြတော့ဒီ spicy peanut sauce ပေါ့နော်။တွဲကြတော့လေမြေပဲအနှစ်ကလေးနဲ့ချွတ်ချွတ်ဆက်ဆက်အရသာမျိုးလေးပေါ့နော်။သူလည်းစားလို့ကောင်းတယ်။ဒီကကြတော့သူကချက်ပြုတ်ကြီးလေးထည့်ပေးထားတာပေါ့နော်။ဒီလိုမျိုးအသေးရွက်တွေရဲ့အချိုတက်ကလေးနဲ့ဆိုတော့သူရဲ့အရသာကြတော့စိမ့်စိမ့်လေးနဲ့တောက်လို့ကောင်းတယ်။ သူ့ရဲ့ဟင်းရီကိုပိုတောက်လို့ကောင်းချင်တယ်ဆိုလို့ရှိရင်တော့လေမူခတာ sauce လေးကိုနည်းနည်းလေးထည့်ပြီးတော့တောက်လို့ရှိရင်တော့လေးပိုပြီးတော့မိုက်တယ်ဆိုင်ရတော့လေဒီလိုမျိုးကမ်ပင်းချဲလေးနဲ့မီးရောင်လှလှလေးအောက်မှာမူကတာထိုင်စားရတဲ့ vibe လေးကိုတော့တော်တော်လေးကြိုက်တယ်။ပြီးတော့ဒီမူကတာနဲ့သအားလိုက်တာတစ်ခုကကြတော့လေဒီ cottage ကြီးပဲ။ဒါကတော့ဆိုင်ရဲ့ signature ပေါ့နော်။လောက်ပန် cottage လို့လည်းခေါ်ရယ်။ဆိုင်ရတော့ yogurt flavor လေးနဲ့မာလိုက်တာပေါ့နော်။သူကကြတော့ smoothie ပုံစံမျိုးမှာအဝင်းချိုချိုလေးနဲ့တော်တော်လေးတောက်လို့ကောင်းတယ်။ ဒါကတော့ဆက်ထဲမှာပါတယ်ဝက်ဥကင်မော်နော်သူရဲ့ဝက်ဥဆိုလို့ရှင်တယ်လေအရသာမပြင်းမနဲ့ချွတ်ချွတ်ကလေးกินပြီးတော့စားလို့ရှင်တော်တော်လေးမိုက်တယ်ပြီးတော့တသိန်းခွဲဖို့တောင်းလို့ရှင်တယ်လေဒီလိုမျိုးဘလာမပါစပင်ဝီလေးတွေပါလဲလို့ရသေးတယ်ပြီးတော့ဒီဆိုင်မှာကထိုင်းဆိုင်ဟင်းပွဲလေးတွေပါမာလို့ရသေးတယ်။ဒါကကြတော့ပလာတူငါမုတ်ဖက်တော့ပေါ့နော်။ဒါကကြတော့လေလုံးဝဆောင်းလိုက်တာနဲ့ကိုဆက်ဆက်ကလေးနဲ့ပွင့်ထွက်သွားမဲ့အရသာမျိုးပေါ့နော်။အဆက်မကြိုက်တဲ့သူဆိုလို့ရှင်တော့ဒါမှမသိဘူး။ ဒါလေးရကြတော့မကြီးသီး sauce အနက်လေးနဲ့ချက်ထားတဲ့ကျအုပ်ပြုတ်ကျော်ပေါ့နော်။သူကကျအုပ်ပြင်သားကျွတ်ကလေးကိုမှအတွင်းမှာကြတော့တုံတုံအီအီလေးနဲ့ပေါ့နော်။ဒီလိုမကြီးသီး sauce လေးနဲ့တွဲဆရတာ။ဒါလေးရကြချင်းငံစက်မမတုံရန်ခောက်ဆွဲပေါ့နော်။သူကဝက်ခောက်နဲ့လည်းမလို့ရတယ်လို့ဒီလိုမျိုးပင်လယ်စာနဲ့လည်းမလို့ရတယ်။သူကပင်လယ်စာနဲ့ဆိုလို့ရှိရင်တော့ပစွန်ခနန်းရေပွဲနဲ့ဂုံးတွေပါတယ်ပေါ့နော်။သူကဒီလိုတပွဲဆိုလို့ရှိရင်တော့2000ကျွဲဝင်းကျင်ပေးရတယ်။ ထိုင်းစာစားလို့ရှင်အထောင်းကလည်းမပါမဖြစ်ဆိုတော့ဆိုင်းရတီပင်လယ်စာတင်မောဒီတောင်းလဲမာလိုက်တယ်ပေါ့နော်ဒီရဲမှာဆိုလို့ရှိရင်လေပင်လယ်စာတွေအစုံထည့်ပေးတာတာသူရဲ့ရတာတွေရကြတော့လေနည်းနည်းဆက်တဲ့ဘက်ကိုသွားရပေါ့နော်အဲ့တော့အဆက်မစားနိုင်တဲ့သူတွေဆိုလို့ရှိရင်ကြိုပြီးအဆက်လျှော့ခိုင်းဖို့အဆင်ပြေရယ်ဒါလေးကကြတော့ထိုင်းစာတွေစားလို့ရှိရင်အမြဲတမ်းမပါမဖြစ်ကဖောင်းဝက်ခေါက်ထမင်းပေါ့နော်သူရဲ့ဝက်ခေါက်ကျွတ်ကျွတ်ကလေးရယ်ပြီးတော့အနှစ်ခက်ဆက်ဆက်ကလေးကိုဒီလိုမျိုးထမင်းလေးနဲ့တေးချာလေးနဲ့ပြီးတော့စားလို့ရှိရင်တော်တော်လေးမိုက်တယ် သူဆီယာဟင်းပွဲတွေရာကြတော့တပွဲကိုတသောင်းတသောင်းကွဲဝင်းကျင်လို့ရှိရပေါ့နော်ပိုရှင်းတွေကလည်းတယောက်စာကောင်းကောင်းစားလို့ရတဲ့ပိုရှင်းမျိုးလေးထည့်ပေးထားတာဒီဆိုင်မှာကျတော့လေညာပိုင်းထိုင်လို့ရှိရင်ဒီလိုမျိုး lighting ကောင်းကောင်းလေးနဲ့ပေါ့နော်ပို့ပြီးတော့ထိုင်လို့ကောင်းတယ်တခြင်းပဲဆိုလို့ရှိရင်လည်းလေထိုင်တခြင်းအေးအေးလေးကိုဖွင့်ပေးထားတာဒီမှာလေထိုင်တီသွားဆရာမလို့ပဲဒီလိုမျိုး camping vibe လေးနဲ့မုကထလေးစားရင် cocktail လေး AC တောက်လို့ကောင်းတဲ့နေရာလေးပေါ့နော်ဆိုင်လေးကကျတော့ညနေ3:00နာရီနေပြီးတော့ည7:00နာရီထိဖွင့်ပါတယ် ဒီလိုမျိုး AC လေးထိုင်ပြီးတော့ချိုးမှဆိုလို့ရှိရင်တော့ဒီ sleeper ကတော့လုံးဝကွက်တီပဲเนาะဒါဆိုရင်တော့ science no flop တွေမှာပြန်တွေ့ပါမယ်အားလုံးပဲတတား